အောင်မြင်တဲ့လုပ်ငန်းတစ်ခုရဲ့နောက်မှာအောင်မြင်တဲ့ဥဆောင်နေသူရှိတယ်အဲ့လိုပဲမအောင်မြင်တဲ့လုပ်ငန်းတစ်ခုရဲ့နောက်မှာမအောင်မြင်တဲ့ကြာရှုံးနေတဲ့ဥဆောင်နေသူရှိတယ်လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုလို့ရှိရင်ထုတ်ကုန်ကောင်းဖို့လိုတယ်ဝန်ထမ်းတွေကတော်နေဖို့လိုတယ်ဈေးကွက်ကောင်းကောင်းရှိဖို့လိုတယ်ကစတမာဆာဗစ်ကောင်းဖို့လိုတယ် ါပေမဲ့အဲ့ဒီကောင်းတဲ့အရာတွေကိုဥဆောင်နိုင်တဲ့သူမရှိရင်အစာပြုတ်နိုင်တဲ့သူမရှိရင်အဲ့ဒီလုပ်ငန်းကခုနကထုတ်ကုန်တွေဘလောက်ကောင်းကောင်းဝန်ဆောင်မှုတွေဘလောက်ကောင်းကောင်းဝန်ထမ်းတွေဘလောက်တော်တော်ဘယ်ကောင်မှရောက်မှာမဟုတ်ပါဘူး။အောင်မြင်မှာလည်းမဟုတ်ပါဘူး။ဒီတော့ဥဆောင်သူတယောက်အနေနဲ့တော်တော် vision ရှိဖို့လိုတယ်။ကိုယ်လုပ်ငန်းဘယ်ကိုရောက်ချင်လဲဘာဖြစ်ချင်တယ်လဲဆိုတဲ့ vision ရှိဖို့လိုတယ်။မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတော့မှခံယူနိုင်တဲ့သူခေါင်းဆောင်ဖြစ်ဖို့လိုတယ်။မတူတဲ့အရာတွေကို န်သေးနိုင်ဖို့လို့လေ differentiation ကိုနားလည်ထားဖို့လို့လေပြီးရင်ကိုယ့်ရဲ့ team ကိုအကောင်းဆုံးဥဆောင်ပြီးတော့မှကိုရောက်ချင်တဲ့နေရာကိုရောက်အောင်သွားနိုင်တဲ့ influence လို့ခေါ်တဲ့ run မမှုရှိဖို့လို့လေဒါမှသာလေအဲ့ဒီ organization ကအောင်မြင်ပါပါ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အခု group ခုဖွဲ့ထားတယ်အဲ့ group ထဲမှာကျွန်တော် CY အကြောင်းတွေကျွန်တော်ပြောမယ်ဒီ group က free group join နေတဲ့ဆိုလို့ရှိရင်ကိုမမှာကျွန်တော် link ချပေးထားတယ်ကျေးဇူးများတင်ပါတယ်